ဆိုတာဒီခါဒီပလိုမာကတော့ချက်ကထိုင်းစကားဝါကြတီဆောက်ပုံအပိုင်း1ကိုလာပြီးတော့တင်ပြပေးမှာဖြစ်တယ်เนาะအပိုင်း1ကိုမကြည့်ရသေးတဲ့သူတွေရှိရင်ဒီချက်ရဲ့ဒီပိတ်ထဲမှာဝင်ကြည့်နိုင်တယ်ပေါ့เนาะโอเคအဲ့တော့စာလိုက်ရအောင်เนาะကျွန်တော်မြန်မာစာကိုအရင်လာဖတ်မယ်เนาะမြန်မာစာဝါကြကိုအရင်လာဖတ်မယ်မနေ့ကငါကော်ဖီဆိုင်မှာကော်ဖီသွားတောက်ခဲ့တယ် ီဝေကြောင့်ကိုကျွန်တော်ထိုင်းလိုမျိုးစဉ်ဘယ်လိုစီမလဲဘယ်လိုစီမလဲဆိုတော့အပိုင်း1ထဲမှာလည်းကျေတိချာရှင်းပြပေးပြီเนาะတိချာသွားကြည့်မယ်เนาะအပိုင်း1မကြည့်ရသေးတဲ့သူတွေပေါ့เนาะအဲ့တော့ဒီအပေါ်မှာပြထားတဲ့အတိုင်းဒီပတ်တန်အတိုင်းကျွန်တော်စီသွားရုံပဲ subject verb object phrase time ပေါ့နော် subject ပြုလုပ်တဲ့သူအာနံပါတ်2ကြိယာပြီးရင်ပြုခံ object ပေါ့နော်နေရအချိန်ကိုနောက်မှလိုက်လိုက်ရုံနဲ့နော်အဲ့တော့အရင်ဆုံးဒီဝကျမှာပေါ့နော်ဒီ subject for object တွေကိုအရင်လာကောက်မယ်နော်အာမနေ့ကဆိုတာဟာဒီကျတို့အချိန်ဖြစ်တယ်နော် okay မနေ့ကဟာဒီအချိန်ဖြစ်တယ်ငါဆိုတော့ပြုလုပ်တဲ့သူလန်စာနော်ဒါဆိုရင်ငါဒီ subject ပေါ့နော် coffee time မှာဆိုတာဒီနေရာဖြစ်တယ်နော် โอเคဒါဆိုရင် coffee ကပါလေအာမနေ့ကငါ coffee ဆိုင်မှာ coffee သွားတောက်ခဲ့တယ်ဆိုတော့ coffee ဒီအတောက်ခံရတဲ့သူမျိုးလို့ဆိုတော့ object เนาะဒါဆို coffee ဒီအပြုတ်ခံ object ပေါ့เนาะပြီးရင်သွားတောက်ခဲ့တယ်ဆိုတော့အာစကလုံးဒီဆိုတော့အာကြိယာဖြစ်တယ် โอเคเนาะဒါဆိုရင်တိသွားပြီเนาะဘယ်ဟာ subject လဲဘယ်ဟာ object လဲတိပြီเนาะအာတိပြီဆိုရင်စာကြောင်းကိုအရင်ဆုံးလာကြည့်မယ်เนาะထိုင်းလိုမျိုးစီမယ်ဆိုရင်ပြုလုံးတက်သူနန်းစားအရင်ကောက်မယ်ငါဆိုတော့ฉันโอเคเนาะနံပါတ်2ဇာတ်ကိရိယာကိုလာရှာမယ်ตั้วตองแค่เลยဆိုတဲ့ကိရိယာကျွန်တော်เนาะ ตั้วตองแค่တာကိုကျွန်တော်ထိုင်းလိုမျိုးကပိုင်ဒူပိုင်ตั้วတယ်ဒူတောက်တယ်ပိုင်ဒူตั้วတောက်တယ်ကိရိယာ နံပါတ်3နေနဲ့ object ကိုလာရှာမယ် object က coffee ဖြစ်တယ်ဘာလို့လဲငါက coffee သွားတောက်တာဆိုတော့ coffee တီးဆိုတော့အတောက်ခံရတဲ့သူမျိုးလို့ coffee တီး object ပေါ့နော် coffee ကိုထိုင်းလိုမျိုးက cafe လို့ခေါ်တယ်ဒီ cafe ကို f တန်နဲ့ထွက်ပေးရမယ်เนาะကျတော့เนาะ phe လို့မထွက်အောင်เนาะ cafe လို့မထွက်ဘူး cafe ကာဖေလို့အတန်ထွက်မယ်ဒါဆိုရင်ချာငါပိုင်ဒင်းသွားတောက်တဲ့ကာဖေကော်ဖီကိုဘယ်မှာသွားတောက်လဲဆရိုးနေရာကိုလာရှာမယ်ကော်ဖီဆိုင်မှာကိုကော်ဖီဆိုင်မှာဆိုရင်ဆရိုးထိုင်းလို့ကရန်ကာဖေ ร้านกาแฟร้านสุดากะไซกูเปียวเนาะ กาแฟสุดากะกาแฟกูเปียวดาร้านกาแฟสุดาสรุปกาแฟไซဒါဆိုရင် coffee sign မှာလို့ပြောချင်တယ်ဆိုရင်အဝိပတ်စကလုံး tea ကိုထည့်ပေးရမယ် tea run cafe အလိုမျိုးเนาะဒါဆိုရင် tea လေးကို run cafe ရှိမှာထည့်မယ်ဒါဆိုရင် ฉันไปดื่มกาแฟที่ร้านกาแฟအာငါကော်ဖီဆိုင်မှာကော်ဖီသွားတောက်ခဲ့တယ်ဒါဆိုရင်နောက်ဆုံးတစ်ခုအနေနဲ့ကျတော့အချိန်ကိုလာရှာမယ်အချိန်ကမနေ့ကဆိုတဲ့အချိန်ဒီမနေ့ကဆိုတဲ့အချိန်ကိုကျတော့ထိုင်းလိုမျိုးစကားပြောမယ်ဆိုရင်ဝါကြရဲ့အရှိဆုံးမှာထည့်ပြီးပြောပေးရမယ်အဲ့တော့မနေ့ကဆိုရင်ကျတော့ထိုင်းလိုက เมื่อวานเอ๊ะเมื่อวานฉันไปดื่มกาแฟที่ร้านกาแฟ เมื่อวานมันดีกับฉันงาไปดื่มตัวเต้าเคเอ่ากาแฟสโกฟีที่ร้านกาแฟกอวีไซมาเนาะโอเคมาตัวบีเนาะเราใส่ชุดไทยลงมอยู่หลายจีไหมเนาะ เมื่อวานอ๋อฉันงาเนาะตัวเต้าเดไปดื่ม ไปดื่มตัวต้องเตะกาเฟ่กาแฟที่ร้านกาเฟ่ที่ร้านกาเฟ่โอเคเนาะโอเคนอกถ้าว่าจะจะจังว่าจะรู้จี้อ่ะเนาะโอเคจะรู้สักจี้มั้ยญมาว่าจะกวยล่ะผัดมั้ยทีนี้สะยุงมาข้องส่องกา งาโดกูสู่เด้ ဒီဝက်ဆော့ကိုထိုင်းလူမျိုးဘယ်လိုစီမလဲဆရာတို့အပေါ်ကပတန်အတိုင်းစီရမယ်ဆရာတို့နော်ထုံးစံအတိုင်းဆရာတို့ပြုတ်လုံတဲ့သူကိုအရင်လာရှာမယ်ပြုတ်လုံတဲ့သူနန်စားကဘသူလဲဒီဝက်ဆော့မှာဒီနေ့ဆက်ယုံမှာခေါင်းဆောင်ကငါတို့ဆူတယ်ဆိုရင်ဘသူကပြုတ်လုံတဲ့သူလဲခေါင်းဆောင်ကပြုတ်လုံတဲ့သူဘာလို့လဲခေါင်းဆောင်ကငါတို့ဆူတယ်ဆိုတော့ခေါင်းဆောင်တိပြုတ်လုံတဲ့သူဒီဝက်ဆော့မှာနော်ဒါဆိုရင်ခေါင်းဆောင်ဒီ subject ဖြစ်တယ်နံပါတ်2ကိုရရကိုလာရှာမယ်ဒီနေရာမှာငါတို့ကိုဆူတယ်ဆိုတာဒီ ဆိုတယ်ဆိုတာဒီကရိယာဖြစ်တယ်เนาะနံပါတ်3 object ပြုတ်ခံတော့ object ကိုလာရှာမယ်ဒီနေရာမှာပြုတ်ခံရတဲ့ဆိုဘယ်သူလဲခေါင်းဆောင်ကငါတို့ဆိုတယ်ဆိုငါတို့ဒီအဆူခံရတဲ့သူဘယ်လိုငါတို့ဒီ object ပြုတ်ခံရတဲ့သူလို့အာတတ်မှတ်တယ်เนาะကျွန်တော်ဒါဆိုရင်ငါတို့ဒီ object ဖြစ်တယ်เนาะ okay ဒါဆိုရင်နေရာကဘယ်မှာလဲစက်ရုံမှာကျွန်တော်စက်ရုံမှာနေရာဖြစ်တယ်အချိန်ကဒီနေ့ဒါဆိုရင်သိပြီเนาะဘယ်ဟာ subject ဘယ်ဟာ valve option เนาะဒါဆိုခွဲတက်ပြီเนาะခွဲတက်ပြီဆိုရင်ထိုင်းလိုမျိုးစပြီးတော့လာစီမယ်เนาะထိုင်းလိုမျိုးစီမယ်ဆိုရင် ဒီနေ့ဆက်ရုံမှာကောင်းဆောင်ကငါတို့ဆိုတယ်ဆိုတာဒီဒီနေရာမှာဆရာတို့အချိန်စကလုံးကိုထိုင်းစကားမှာပေါ့နော်ဒီထိုင်းစကားဝကြတီဆောက်တဲ့ဒီဝကြမှာပေါ့နော်အချိန်ကိုဝကြရဲ့အရှိမှာထားလို့ရတယ်လို့ဝကြရဲ့အနောက်မှာထားလို့ရတယ်ကိုပြောမဲ့အချိန်စကလုံးပုံမူတည်ပြီးထားပေးရမယ်ပေါ့နော်ဒီဝကြမှာဆရာတို့ဒီနေ့ဆိုတဲ့အချိန်စကလုံးကိုထိုင်းစကားမှာဝကြရဲ့အရှိဆုံးမှာထားပြီးပြောလိရှိတယ်ဒီနေ့ဆိုရင်ထိုင်းလိုမျိုးက วันนี้วันนี้ดีนี่เนาะだそうยปิ้วลงได้ตุลาเมအချိန်ကိုအရှိကိုပို့လိုက်ပြီဒါဆိုရင်အချိန်မပါတော့အနောက်မပါတော့เนาะဒါဆိုရင်ပြုလုံးတဲ့သူကိုရပြုခံနေရပဲကြံမယ်ပြုလုံးသူကဘယ်သူလဲခေါင်းဆောင်ခေါင်းဆောင်ကိုကျွန်တော်ထိုင်းလိုမျိုးကဟူဝနာလို့ခေါ်တယ်ဟူဝနာခေါင်းဆောင်က ဒီနေရာမှာခေါင်းဆောင်ကခေါင်းဆောင်တူတူပဲကကဒီတက်ထည့်စရာမလိုဘူးเนาะကိုကနှာစင်ခေါင်းဆောင်ကခေါင်းဆောင်ကိုတူတူပဲเนาะကထည့်စရာမလိုเนาะ okay ကရိယာကပါလေဆိုတယ်ဆိုတာကိုကျွန်တော်ဒီနေရာမှာဝါနဲ့တုံးလို့ရတယ်เนาะဝါဆိုရင်ဆိုတာပဲမဟုတ်ပြောဆိုတယ်ပေါ့အာပြောဆိုတယ်ဆိုတယ်တူတူပဲเนาะဝါနဲ့တုံးမယ် ဒါဆိုဝါနီဒီနီဟိုဝါနာကောင်းဆောင်ကဝါဆိုတယ်ပြောဆိုတယ်ဘသူကိုလဲဘသူပြောဆိုတာလဲ object ကဘသူလဲငါတို့ကိုငါတို့ကိုထိုင်းလိုမျိုးကဖို့အရာလို့ခေါ်တယ်ဝါနီဟိုဝါနာဝါဖို့အရာဘယ်မှာလဲနောက်ဆုံးနေရเนาะနေရကစက်ယုံမှာစက်ယုံမှာဆိုရင်ထင်းလုပ်ငန်းလုပ်ငန်းဆိုတာစက်ယုံထင်းလုပ်ငန်းဆိုတာစက်ယုံမှာအဲ့လိုပဲเนาะ ที่โรงงานสยบโรงงานสวสยบที่สอมา ที่โรงงานสยบถ้าสมุยวันนี้ดินนี้หัวหน้าเก้าสองกะว่าเยอสูดเลยสูดเลย วกเรางาดูกูที่โรงงานวันนี้หัวหน้าว่าพวกเราที่โรงงาน วันนี้หัวหน้าว่าพวกเราที่โรงงาน ดินี่กองสองกองงาดูกูอ่าดินี่สยองมากองสองกองงาดูสูดเลยปะเนาะถ้าสวยดีกว่าจ้าเสียจะมันตัวบีเนาะถ้าสวยท้ายลงอยู่หลายจีเมเนาะ เอ๋ก้องสองกูจะดูหัวหน้าลูกขอเลยโยสู่เลยสู่เลยสวยว่าเนาะงาดูกูพวกเรางาดูกูพวกเราเป็นมาเลสุดอสยบมาสวยที่โรงงานโอเคเนาะเราเซมันตัวพี่เนาะวันนี้หัวหน้าว่าพวกเราที่โรงงานอ่าดินนี่ စက်ရုံမှာကောင်းဆောင်ကငါတို့ဆိုတယ်ဒါဆိုရင်ဒီဝကြဆွေချာတို့မှန်သွားပြီနော်အာရှင်းနောက်ပြောင်းပြန်လွဲတာတွေမဖြစ်တော့ဘူးနော်ဒီအပေါ်အတိုင်းစီသွားတာနော်โอเคဒါဆိုရင်နောက်တစ်ကြောင်းကြည့်ရအောင်နော်မြန်မာစာဝကြကိုအရင်လာဖတ်မယ်ငါတနင်းမလို့ရင်နေ့တိုင်းရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်တယ်ဒီဝကြမှာလည်းတူတူပဲအရင်ဆုံးချက်တော့ subject verb object နေရာအချိန်ကိုလာကောက်မယ်နော်ဒီနေရာမှာဒီဝကြမှာချက်တော့ပြုလုံးတဲ့သူကငါ subject ဖြစ်တယ်ကြိယာကကြည့်တယ် ကြည်တာဒီဆိုတော့ကြိယာဖြစ်တယ်ပြုခံ object ကရုပ်ရှင်ဘာလို့လဲဒီနေရာမှာကျတို့ကငါကရုပ်ရှင်ကြည်တယ်ဆိုတော့ရုပ်ရှင်ဒီအကြည့်ခံရတဲ့သူမျိုးလို့ကျတို့ object ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီနေရာမှာနေရာအချိန်ကိုလာကောက်မယ်နေရာဒီရုပ်ရှင်ယုံမှာနော်အချိန်ကတနင်္ဂနွေနေ့တိုင်း okay နားလဲနော်ဒါဆိုရင် ထိုင်းကြောက်ကိုစပြီးတော့ဝါကြတီဆောက်မယ်ထိုင်းလူမျိုးဝါကြစီမယ်ဆိုအရင်ဆုံးပြုတ်လုံးတဲ့သူအရင်လာမယ်ပြုတ်လုံးတဲ့သူငါကခြံငါပြီးရင်ဆရုပ်ကရိယာကိုလာကောက်မယ်ကြည်တယ်ကိုထိုင်းလိုမျိုးကဒူကြည်တယ်ဒူဆိုရင်ကြည်တယ်เนาะရုပ်ရှင်ကိုနာမ်လို့ခေါ်တယ်เนาะနာမ်ဆိုရုပ်ရှင်เนาะ object ပေါ့เนาะပြီးရင်နေရာရုပ်ရှင်ယုံမှာရုပ်ရှင်ယုံမှာဆိုရင်ထီလုံးနာမ်လို့ခေါ်တယ် လုံနာန်ဆိုရင်ရုပ်ရှင်ရောနော်ที่လုံနာန်ဆိုရင်ရုပ်ရှင်ရောပါနော်ဒါဆိုရင်တနင်းကွန်းတို့နေ့တိုင်းကိုထိုင်းလိုမျိုးကထုဝန်อาทิตย์လို့ခေါ်တယ်ဝန်อาทิตย์တနင်းကွန်းတို့နေ့ထုဝန်อาทิตย์ဆိုရင်တနင်းကွန်းတို့နေ့တိုင်းဒါဆိုရင်ဒီမှာကြာဆုံးမှန်သွားပြီเนาะ ฉันงาดูจี้เดหนังยงชิที่ลงหนังยงชิยงมา ทุกวันอาทิตย์ตนิ่งก็หนุ่ยดีได้ ฉันดูหนังที่โรงหนังทุกวันอาทิตย์งาตนิ่งก็หนุ่ยดีได้ยุ่งเฉี่ออกมายุ่งเฉี่จีเด็กโอเคเนาะดีกว่าจะใส่ชะลุแมนตัวพี่เนาะโอเคท้ายลงอยู่หลายยี่จีเมย์ฉันงาเนาะดูจีเด็กหนังยุ่งเฉี่เนาะที่โรงหนังที่โรง หนังตอนนี้ก็นุ่ยนี่ได้ทุกวันอาทิตย์ ทุกวันอาทิตย์เนาะวัดสุีฉันดูหนังที่โรงหนังทุกวันอาทิตย์งานตอนนี้ก็นุ่ยนี่ได้ยุชินออมายุชินจีเด็ดดีว่าจ้าสิสรุปมาด้วยเนาะ ရှင်းနောက်ပြောင်းပြန်လွှဲတာမဖြစ်တော့ဘူးเนาะဒီအပေါ်ကတိုင်းစီသွားတာเนาะဆီတို့เนาะအဲ့ဒါအရေးကြီးရင်เนาะဒါဆိုရင်ဆီတို့နောက်ထပ်ဝကြတချောင်းကိုသွားကြည့်မယ်เนาะ Okay ဆက်ကြည့်မယ်ငာညတိုင်းအိမ်ခံထဲမှာစာဖတ်တယ်ငာညတိုင်းအိမ်ခံထဲမှာစာဖတ်တယ်ဒီဝစာကိုဆီတို့ထိုင်းလိုမျိုးစီမယ်ဆိုရင်အရင်ဆုံးပြုတ်လောက်တဲ့သူငာအေးလာမယ်เนาะငာဆိုရင်ထိုင်းလိုမျိုးကฉันเนาะပြီးရင် क्रिया ကပါတယ် क्रिया ကဒီနေရာမှာဖတ်တယ် ဖတ်တယ်ဆိုတာဒီချက်ကိုကြည့်ရအောင်နော်ဖတ်တာကိုထိုင်းလိုမျိုးက an 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 လို့ခေါ်တယ် an ဖတ်တယ်ပြီးရင်ပြုခန့်ကပါလေဒီဝကြမှာငါကအိတ်ခန့်ထဲမှာစာဖတ်တယ်ဆိုတော့စာဒီဖတ်ချင်းခံရတဲ့သူမျိုးလို့ချက်တော့ object လို့သတ်မှတ်တယ်နော်ဒါဆိုရင်စာကို object နေရာမှာထားမယ်စာကိုထိုင်းလိုမျိုးကနန်းစုလို့ခေါ်တယ်နော်နန်းစု စာကိုထိုင်းလိုမျိုးကနန်စုလို့ခေါ်တယ်။ဒါဆိုရင်နေရာကိုလာရှာမယ်။အိမ်ခံထဲမှာဆိုတာဒီနေရာဖြစ်တယ်အိမ်ခံထဲမှာဆိုရင်ကျွန်တော်ထိုင်းလိုမျိုးကနိုင်ဟုံးနော်လို့ခေါ်တယ်နော်နိုင်ဟုံးနော်ဆိုအိမ်ခံထဲမှာဒါဆိုရင်နောက်ဆုံးတစ်ခုနေနဲ့ကျွန်တော်အချိန်ကိုလာရှာမယ် ညအတိုင်းဒီညအတိုင်းဆိုတဲ့အချိန်စကားလုံးကိုကျွန်တော်တို့ထိုင်းစကားမှာဝကြတီဆောက်တဲ့အခါမှာပေါ့နော်ဝကြရဲ့အနောက်ဆုံးမှာထားပြီးပြောလိရှိတယ်အဲ့တော့အာညအတိုင်းဆိုရင်ထိုင်းလူမျိုးကကျွန်တော်ထုခွန်းလို့ခေါ်တယ်ညအတိုင်းဆိုရင်ကျွန်တော်ထိုင်းလူမျိုးကထုခွန်းဒါဆိုရင်ဒီဝကြဆိုရင်ကျွန်တော်မှန်သွားပြီနော်ချန်ငါ อ่านพัดเดหนังสือ สาเนาะ ในห้องนอไอ้แค่ได้มา ทุกคืนย่าได้เนาะ ฉันอ่านหนังสือในห้องนอทุกคืนอ่างานย่าได้ไอ้แค่ได้มาสาพัดเดเนาะแม่นตัวพี่เนาะถ้าส่วนฉะโลอ่าท้ายลูกမျိုးลายี้จี้มั้ยเนาะ ฉันเนาะงาพัดเดอ่านอ่านพัดเดหนังสือ ไอ้แคนเทหมาในห้องนอนย่าใดสวยทุกคืนแต่สวยสรุปแมายด้วยเนาะ